စစ်ကောက်စီကစစ်တိုက်ပြီးတော့မူကုတ်ကိုပြန်ရတာပြန်ဝင်တာလည်းမဟုတ်ပါဘူးဘေကျင်းကချိုးကင်ပြီးတော့နေပြည်တော်ကတဲ့ဇလန်းလို့ကျွန်တော်ပြောတယ်နိုင်ငံရေးပြည်ဆက်ပဲတရုတ်ကမြန်မာပြည်မြောက်ပိုင်းမှာဘယ်သူ့ကမှအပြတ်သက်အနိုင်မပေးဘူးသူရဲ့အကျိုးစီးပွားအတွက် balance of power လို့ခေါ်တဲ့အင်အားကိုများချေပြည့်အောင်ထိန်းနေတယ်အင်အားကြီးလာမှလည်းမလိုဘူးအင်အား내ဝမှလည်းမလိုဘူးပြီးတော့စစ်ကောက်စီကိုအသက်ရှူပေါက်ပေးတယ်လို့လို့မြင်ရတယ် ဒါမဲ့တေချာတေချာလေးမြင်အောင်ကြည့်ရင်သူ့လက်ခုပ်ထဲကရေလောက်ဝပြပြင်ထိတ်ချုံနိုင်အောင်ဖန်တီးနေတဲ့သဘောပဲမဟုတ်လား TNAA MDAA နော် PD အဲ့ဒီကတော့လွင့်သွားပြီစက်ကောက်စီကိုသူ့လက်ခုပ်ထဲရေပဲသူပိန်းဝင်လို့ဝင်ရတာလေမူကောက yes or no TPS ပို့ရင်လည်းပြန်လာခဲ့ကြပါငါတို့ဒီမှာ905ထောက်ထားလို့ဒါပြန်လွတ်နေပြီဆိုတော့ပုံရိပ်ကိုခင်းတယ်လေတံပြက်တယ်ဒါဟာအမေရိကန်ရဲ့ double standard policy အပြောင်းအလဲနဲ့ကိုက်ပြီးတော့သူ့ရဲ့နိုင်ငံရေးအကွက်ထောင်ချောက်ကိုအပြည်ပြင်ဆင်းတာပြပကနေပြီးတော့ထောက်ပို့နေတဲ့အားအများဆုံးပဲလို့ကျွန်တော်ပြောရတယ်ထောက်ပို့အင်အားကျသွားအောင်ချဲ့ရွယ်ထားတဲ့ geopolitical weaponization လုပ်တဲ့ကစားကွက်တစ်ခုပဲမိုးကုံမြို့တဲကိုစစ်ကောက်စီတပ်တွေပြန်ဝင်လာတယ်အလံပြန်လွှဲတယ်ဆိုပြီးတော့တွေးတယ်ပေါ့ဗျာအဲ့တော့ စိတ်ပြတ်သွားတဲ့အခြေအနေတွေရှိမှာပေါ့စိတ်တော့မပြတ်ပါနဲ့ဒါဟာစီရင်အောင်ပွဲမဟုတ်ပါဘူးကျတော့ပြောချင်တာကဒါဟာဘေကျင်းကနေပြီးတော့ကျိုးဆွဲပြီးတော့နေပြည်တော်ကကပြနေတဲ့ရွေးကောက်ပွဲရှိုးရွန်တစ်ခုပဲတော့တက်တည်ပြောလို့ရတယ်ခက်ခဲမမကိုပြနိုင်တဲ့တက်တည်ရှိတယ်တကယ်ကအထူးတတိထားမှာကအဲ့ဒီမိုးကုံမဟုတ်ဘူးမကြခင်မှာ နောက်ထပ်တစ်မျိုးလို့ကျွန်တော်ပြောခဲ့တဲ့မီဟုတ်ဟုတ်တောက်လာနိုင်တဲ့အခြေအနေတော်ရှိတဲ့တကောင်းတပိတ်ချင်းစစ်မျက်နှာပေါ့ဗျာတပိတ်ချင်းကိုဥတီမဲ့တကောင်းကိုရှင်းလင်းမဲ့မဘိလိုပါလိုဖက်ကိုဥတီမဲ့ပေါ့အဲ့ဒါမျိုးဖက်ကိုပို့ပြီးတော့များလာနိုင်တယ်နောက် US ရဲ့ TPS ခရက်ကလည်းစောင့်ကြည့်ရမယ့်အဓိကအချက်တွေပါလာပြီတကယ်တော့ အခုကျွန်တော်တို့ခင်ဗျားတို့ပြန်မြင်နေရတဲ့စစ်ကောက်စီပြန်ပြီးတော့ဝင်ပါတဲ့အခြေအနေကဆေးရအောင်ပွဲလည်းမဟုတ်ပါဘူး။ဒါဟာဘီဂျင်းကကျိုးကင်ပြီးတော့နေပြည်တော်ကတဲ့ဇလန်းလို့ကျွန်တော်ပြောတဲ့နိုင်ငံရေးပြဿနာပဲ။စစ်ကောက်စီကစစ်တိုက်ပြီးတော့မိုးကုတ်ကိုပြန်ရတာပြန်ဝင်တာလည်းမဟုတ်ပါဘူး။ပြီးတော့အခုချိန်မှလည်းမိုးကုတ်ထဲမှာသူကတော့ရောက်နေပြီဆိုပေမဲ့လုံချုံရေးယူထားတာက TNA တို့ကလုံချုံရေးယူထားတာ။ပြီးတော့သူတို့အခြေအနေကဟိုချင်းတွေကကျက်လို့ဖြစ်နေတယ်။ ူတို့လှုပ်ချင်တဲ့ပုံစံကတရုတ်ရဲ့နော်ကျိုးဆွဲရကပြီးတော့လာမဲ့ရွေးကောက်ပွဲအတွက်ငါတို့မြို့ကြီးတွေကိုထိတ်ထားနိုင်ပါတယ်ဆိုတာကိုကဘာကိုလိမ်ပြဖို့ရှိုးရွန်လာဖွင့်တော့လောက်ပဲဒီတော့ကျွန်တော်ပြောချင်တဲ့ဒီညမှာအဓိကထိုးဖောက်ရမယ်ဖြိုခွင်းရမယ်လက်ကွက်ကလည်းဒါပဲကျွန်တော်ပြောတဲ့မြေပြင်အခြေအနေမှန်ကိုစိတ်ရည်ညင်ခွင့် နိုင်ငံရေးမြေခွင်းပေါ့လိုအပ်စီးပွားရေးပြည်ပထွေးနိုင်ငံရေးဒါပါလာပြီပေါ့ပထမဦးဆုံးစစ်ရေး military lens နဲ့ကြည့်မယ်ဆိုရင်စစ်ကောက်စီရဲ့လှုပ်ရှားမှုပုံစံဟာအရင်ပုံစံမျိုးနေနဲ့မတူတော့ဘူးလောကပြောင်းလဲသွားတော့ကိုတွေ့ရလိမ့်မယ်ဘာဖြစ်လဲဆိုရင်အရင်လိုနံမြေရှင်းလင်းတာမျိုးပြည်ပြထက်တာခြေမုံတာမျိုးတွေမလုပ်ဘူးရွေးကောက်ပွဲကြောက်လားဆိုတော့ရွေးကောက်ပွဲကြောက်ဆိုတာဟုတ်တယ်ဒါပေမဲ့နံမြေပြန်ဆုံးမဖို့လိုအပ်တဲ့အခြေအနေမှာသူများပြောတဲ့သူများကောက်ွက်အတိုင်းလိုက်ကတဲ့အခြေအနေတော့ပဲကျွန်တော်ခေါင်းစဉ်တက်ထားတဲ့နော် ဟိုရွေးကောက်ပွဲဇင်းကြံပေါ်ကမိုးကုတ်ပြတ်ပြီးရင်တပိတ်ချင်းရဲ့အမေးလင် point ပေါ့ဗျာဒါကတော့ရိုင်းနေဆိုပေမဲ့ဒါမြင်တာအောင်တုံးတာလားတရုတ်ရဲ့ရွေးကောက်ပွဲလှုပ်ချိုးရေးဇင်းကြံတွေကိုဦးစားပေးရွေးချယ်ပြီးဖန်တီးနေတာပြော့စေရေးရနံပါတ်နံပါတ်1ရခိုင်စင်းမင်းတော်ဖဲကဒီစကြည့်ပါစစ်တွေ့မျိုးကြည့်လိုက်ပါဒီနေ့တတိယနေ့မှာအလုပ်တွေ့ပါတယ်ရန်ကုန်ကနေစစ်ကူတွေပို့တယ်အင်အားဖြစ်တင်းတဲ့မျိုးကိုပိတ်ထားတယ်ကြောက်တော့ဖက်ကိုလေချောင်းအနိပြီးတော့ ဒါဘုံကျဲတာတွေလည်းရှိတယ်ပေါ့ဗျာအေအေကိုစစ်နိုင်မယ်ထင်လို့တိုက်နေတာမျိုးမဟုတ်ဘူးဒါဟာနော်စစ်တွေ့ကြောက်ဖြူမန်းအောင်အဲ့ဒီသုံးနေရာမှာသူတို့ရဲ့စိတ်စုပ်ပုံစံမျိုးတတ်မှတ်ပြီးတော့သူတို့တတ်မှတ်ထားတဲ့ဆန်နှုတ်ပေါ့ပြီးရင်အဲ့ဒီခံတဲ့တွေထဲမှာပဲသူတို့လိုချင်တဲ့မဲပေးတဲ့ပွဲကိုလုတ်ပြဖို့ပြင်းနေတာပထမအတုံးမဟုတ်ရင်ဒုတိယအတုံးမှာပေါ့ဗျာဒီလိုမျိုးနောက်တစ်ခုက UN ကုလသမဂ္ဂကတတိပေးထားတဲ့ဤပညာတောင်းထားတဲ့ပညာ မဲပေးတဲ့သူတွေစောင့်ကြည့်ဖို့နော်ဘသူပေးလဲဘသူလာမပေးဘူးလဲဆိုတာတွေပေါ့ရှင်းရှင်းလေးပါပဲအချင်းတွေကြက်တဲဖြစ်နေတော့ပေးလိုက်ပြီးတော့ဘသူပေးမလဲပေးမဲ့ပေးတော့လဲသူတို့ပဲပေးရမှာပဲလေဒါဟာချစ်လို့ကြိုက်လို့ပေးချင်လို့ပေးတာမဟုတ်ဘူးအန်တီရဲ့ကြားမှာအရှင်တန်ဖို့အတွက်ပေးရလားပြီးတော့အကြောက်တရားနဲ့ထောက်ခံမှုအတူရဖို့မဖြစ်မနေဖန်တီးထားတဲ့တိဆောက်ထားတဲ့ဒါဇလန်းဇက်ွက်တစ်ခုပဲလေရှင်းရှင်းလေးပဲမဟုတ်လားဘယ်သူပေးရမှာလဲဘယ်သူမှလည်းမရှိဘူးအတိုက်ခံပါတီက နံပါတ်2အချက်ကမန္တလေးစစ်မြင့်လာကြောက်ပေးဟုတ်တယ်ရွေးကြောက်ပေးဖြစ်နေတယ်ဘာမှမပြောနဲ့သူတို့ပဲပေးမန္တလေးစစ်မြင့်လာကပို့စိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်ပြောခဲ့သလိုမိုးကုတ်ကိုပြန်ဝင်တာကတိုက်ပြီးတော့နိုင်တဲ့ပြန်ဝင်တာမျိုးတည်းမဟုတ်ပါဘူးတရုတ်ရဲ့ဖိအားနဲ့ညှိနှိုင်းပြီးတော့ဝင်တာ TIAA တို့ PDF တွေမိုးကုတ် PDF တွေရှောင်ပေးလိုက်ရတဲ့သဘောရှိတယ်ဒါမှမဟုတ်ကျွန်တော်ပြောခဲ့သလိုပဲတတိထားကြည့်ပါ TIA ရမျိုးလုံချုံရေးကိုဆက်ထိထားတော့ပဲအချင်းနေဆိုလိုတာဟာစစ်ကောက်စီကအယုတ် ရုပ်ပြတက်တက်ပဲအပြန်ဝင်ခွင့်ရတဲ့သဘောမျိုးတွေ့ရတယ်။ကျွန်တော်ဆိုလိုချင်တာကသူတို့ရဲ့တကယ်တကယ် target ကမိုးကုံးမှမဟုတ်ဘူး။တပိတ်ချင်းမှတပိတ်ချင်းမှရွေးကောက်ပွဲလုံးနိုင်ဖို့အတွက်မိုးကုံးအလွန်မိုးကုံးအပြီးမှတကောင်းနဲ့မြေတို့တပိတ်ချင်းတို့ဘက်ကိုထိုက်ချုပ်ဖို့ကြိုးစားလာဖို့များတယ်။ဒါကြောင့်မကြခင်မှာတကောင်းနော်ပြီးရင်ဒီမဘိန်းတို့ကဲ့ရဲ့မဘိန်းလေကချင်ကြရဲထိုက်ချုပ်တာနဲ့မြေမဘိန်းရှိတယ်။လေကြောင်းတိုက်ခိုက်မှုတွေပါညာစိတ်လာနိုင်တဲ့အခြေအနေမျိုးကြိုပြီး တတိပေးချင်းပါတယ်ရွေးကောက်ပွဲအမီသူထိတ်ချုပ်တာမျိုးဒါမှမဟုတ်လဲရွေးကောက်ပွဲလှုပ်ခွင့်ရဖို့အတွက်ဘယ်ကောင်မှကန့်မလန့်နဲ့ဆိုတဲ့ပုံစံမျိုးဖြဲမဲ့ထင်းတယ်နောက်တစ်ခုကစကိုင်းဒါတော့ကျွန်တော်လေးအာလက်နက်တွေကိုကြည့်ရမှာကိုစင်ရတုတ်တထားသလိုပဲလက်နက်တွေကိုတတိထားမိဖို့လိုတယ်အဲ့မှာ A5 ဘုတ်ကျဲလေးရင်တွေနောက်ကောက်ကူစတက်လို့ခေါ်တဲ့ခံဟိုဘန်ကာဖြတ်တဲ့ခံစည်းတွေကိုဖြတ်တဲ့လက်နက်ကြီးတွေတုံးလာတယ်။ဒါဘာကိုပြလဲဆိုရင် အထူးတတိထားမှာငါတို့မှလူမရှိတော့ဘူးဒါကြောင့်ငါတို့ fire power ရန်အားကိုးပြီးတော့နယ်မြေရအောင်ထိမ့်မဲ့အကြံပဒံနီးကိုတုံးမဲ့ဆိုတဲ့သဘောတရားပဲမဟုတ်လားလူမရှိဘူးပြေးဝင်ဝင်မဲ့ဟိုမြေပဲပြုတ်ပြုတ်လူပဲပြုတ်ပြုတ်ဘယ်သူပဲထိထိအကြံပဒံနီးကိုတုံးပြီးတော့အမြန်လုံးမဲ့ဆိုတဲ့သဘောမျိုးမြင်ရတယ်ဒါလက်ရှိအခြေအနေဒါကစေရွေးအခြေအနေစိတ်မျက်နှာနှစ်ခုနောက်တစ်ခုက အဲ့ဒီနည်းနိုင်ငံတွေကအဲ့ဒီမှာဘယ်လိုကစားနေလဲမဟာအင်အားကြီးတွေတေချာပေါက်ကစားနေတယ် China factor ပဲကြည့်မိုးကုတ်ပြည်စင်ကတက်တက်ပြလိုက်တာ China ရဲ့ဘယ်လောက်ထိပါဝင်နိုင်တဲ့ရည်ချင်းရှိလဲဘယ်လောက်ထိလှုပ်ဆောင်နိုင်လဲဆိုတော့ပြလာပဲတရုတ်ကမြန်မာပြည်မြောက်ပိုင်းမှာဘယ်သူ့ကိုမှအပြတ်တအနိုင်မပေးဘူးသူ့ရဲ့အကျိုးစီးပွားအတွက် balance of power လို့ခေါ်တဲ့အင်အားကိုများချေပြည့်အောင်ထိန်းနေတယ်အင်အားကြီးလာမှလည်းမလိုဘူးအင်အား network မှလည်းမလိုဘူးပြီးတော့စစ်ကောက်စီကိုအသက်ရှူပေါက်ပေးတယ်လို့လို့မြင်ရတယ် ဒါမှတေချာတေချာလေးမြင်အောင်ကြည့်ရင်သူ့လက်ခုပ်ထဲကရေလောကပြပြင်ထိတ်ချုံနိုင်အောင်ဖန်တီးနေတဲ့သဘောပဲမဟုတ်လား TNAA MDAA နော် PD အဲ့ဒီကတော့လွင့်သွားပြီစက်ကောက်စီကိုသူ့လက်ခုပ်ထဲရေပဲသူပိန်းဝင်လို့ဝင်ရတာလေမူကောက yes or no မဟုတ်လားဒါရှင်းရှင်းလေးပါပဲသူ့လက်ခုပ်ထဲကရေဖြစ်အောင်နှစ်ဖက်စလုံးကိုစိတ်ကြိုက်ထိတ်ချုံနေတာပဲနောက်တစ်ခုက US တဲ့ဒီ Western ပေါ့အနောက်ဘက်ကအခြေအနေကြီးမယ်ဆိုရင်အဲ့ဒီဘက်မှာကအမေရိကန်ကလည်းအမေရိကဖတ်ဆိုပြီးတော့ပေါ်လာပြန်ရော TPS ယာယီနေထိုင်ခွင့်တွေရတယ်အခု assignment နိုင်ငံရေးခို့လို့ခွင့်တွေကိုပါပိတ်ပစ်လိုက်တယ်ပြန်စီစစ်တယ်ဒါဟာပြပရောက်မြန်မာတွေအတွက် short ဖြစ်နိုင်တဲ့အကြီးမားဆုံးပြဿနာကြီးတစ်ခုပဲအဲ့ဒီအချက်ကိုစစ်ကောက်စီကသူ့အတွက်အခွင့်အရေးပေါ်တော့တဲ့ချက်ချင်းကိုအခွင့်ကောင်းယူတာပဲသူကလည်းရတဲ့ဘက်ကိုယူမှာပဲဘာဖြစ်လို့ဆိုရင်ဒီဘက်မှာ ဟိုမှာ lobby တွေတောင်းတပေးပြီးငားတဲ့ဥစ္စာတွေကတရုတ်ဖိအောက်ကိုလည်းရှောင်ဖို့ရည်ရွယ်ထားတာပါတယ်ပြီးတော့ချက်ချင်းယူတဲ့ပုံစံမှာသူနိုင်ငံရေးပုံရိပ်ကိုတိဆောက်တယ်စိတ်ရေးမဟုတ်ဘူး905ကတမားတချို့ကိုလွတ်ပေးတာပြီးတော့ TPS ပို့ရင်လည်းပြန်လာခဲ့ကြပါငါတို့ဒီမှာ905ထောက်ထားလို့ညပြန်လွတ်နေပြီဆိုတော့ပုံရိပ်ကိုခင်းတယ်လေတံပြစ်တယ်ဒါဟာအမေရိကန်ရဲ့ double standard policy အပြောင်းအလဲနဲ့ကိုက်ပြီးတော့သူ့ရဲ့နိုင်ငံရေးအကွက်1006ကိုအပြည့်ပြင်ဆင်းတာ ပြပကနေပြီးတော့ထောက်ပို့နေတဲ့အားအများဆုံးပဲလို့ကျွန်တော်ပြောရတယ်ထောက်ပို့အင်အားကျသွားအောင်ချဲ့ရွယ်ထားတဲ့ geopolitical weaponization လုပ်တဲ့ကစားကွက်တစ်ခုပဲတစ်ဖက်မှာလည်းဥရောပ EU Sweden ပေးစင်ရန်ပုံငွေအဖွဲ့တွေကစစ်ကောက်စီရဲ့ data company တွေစီကနေရင်းနှီးမြှုပ်နှံမှုတွေကိုဆွဲထုတ်ပြလိုက်တာရှိတယ်ပြီးတော့ဒါဟာကျွန်တော်တို့ဘက်ကအားသာချက်နေပြီးတော့အတွက်တကယ်ကိုကငွေကြေးလက်ဘင်းအညစ်ထက်ခံရတဲ့အခြေအနေတစ်ခုထပ်ကြုံရတာပဲ အဲ့ဒါကြောင့်လည်းသူတို့စွမ်းအင်ဒူးဝင်ကြီးလိုမျိုးလူတွေကိုဖြုတ်သူ့လူရုပ်တွေကိုအ мян လဲပြီးတော့ဒေါ်လာစီးဆင်းမှုကိုအပက်အတန်လိုက်ထိ ंछ ုံနေတာဒါစီးပွားရေးဘက်ကဒီတော့အဲ့ဒီအခင်းကျင်းတွေကိုချုပ်ပြီးတော့ရှေ့ဆက်ဘာဖြစ်လာမလဲဆိုတာကိုကြည့်မယ်ဆိုရင်စီနရီယိုနှစ်ခုရှိပါတယ်ဒီတော့ပြောချင်တာကစီးပွားရေးနိုင်ငံရေးကကျွန်တော်တို့ဘက်ကအခြေအနေမပေါ့စီးပွားရေးကတော့နည်းနည်းလေးအာသာချက်ကျွန်တော်တို့ဒေါ်လာရဲ့အင်အားစုတွေဘက်ကိုပါတယ်နောက်ပြီးတော့အာစေရအခင်းကျင်းကလည်းအကြံပဒံနှီးတုံးမယ်သခိုင်းတို့ပါတို့ပြီးတော့တကောင်းတို့တပိတ်ကျင်းတို့ဘက်ကိုတုံးမယ် ရခိုင်လို့ပါတော့လောက်ကအခက်ခဲဖြစ်အောင်လုပ်မယ်အာနောက်နေ့နောက်နေ့မှရခိုင်ကိုတေချာတုတ်တက်အောင်မယ်ပြီးတော့ရှေ့ဆက်ပါဖြစ်လာနိုင်တယ်ကျွန်တော်တို့မျက်စိတမ်းမှာဒီဇင်ဘာလနဲ့နောက်2026ဇန်နဝါရီကိုမြင်ကြည့်လိုက်တေချာပါတဲ့ scenario နံပါတ်1 A ကတော့ fake election show ကတော့ပေါ်ကိုပေါ်လာမှာပဲရွေးကောက်ပွဲကပေါ်ကိုပေါ်လာမှာစစ်ကောက်စီကမြို့ကြီးတွေနဲ့လှုပ်ချိုးရေးဇင်းကြံတွေရှိတဲ့နေရာတွေမှာရုပ်မဲရုပ်ဖွင့်ပြီးတော့ရွေးကောက်ပွဲအောင်မြင်ပါတယ်ဆိုပြီးကြေညာမှာပဲ။ တရုတ်ကလည်းပြီးွားရင်တော့အတိမပြုတ်လောက်မှာပဲဒါဟာဖြစ်နိုင်ချေအများဆုံးပဲဘလို့မှလည်းဖိအားပေးဖြတ်ဖို့တိတ်ဖို့ဘာမှလုပ်လို့မနိုင်ပါဘူးနောက်တစ်ခုကစီနရီယို B ဒါကတော့အခုမန္တလေးဘက်ကလုပ်တဲ့အကွက်မျိုးအဲ့ဒီနေရာမှာမန္တလေးတို့သခိုင်းကြားကလာဖွဲ့စည်းထားတဲ့အခြေအနေကလုံအပ်တယ်ကျွန်တော်ပြောခဲ့တဲ့အုတ်ချုပ်ရေးနဲ့တကယ်ကိုအစိုးရပြပြတော်လိုင်းရေးပြရတယ်လုံရမယ်ဟုတ်လုံရမှာအုတ်ချုပ်ရေးကောင်စီတွေဖွဲ့တာအခွန်ကောက်ခံမှုတရားစီရင်ရေးနော်ဘယ်မှလိုက်တဲ့ အခြေအနေမျိုးနဲ့အာကိုရလာတဲ့အခြေအနေကြီးထိထိရောက်လောက်ပြဖို့တို့တယ်အဲ့ဒီလိုလောက်ပြနိုင်မှာအခုမန္တလေးဂျာကာလာအုပ်ချုပ်ရေးကောင်စီဖွဲ့တယ်အဲ့လိုလောက်ပြနိုင်မှာတော့ပဲစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာတန်ဖိုးမရှိတဲ့အခြေအနေဖြစ်သွားလိမ့်မယ်ဒီတော့အန်တီရလည်းရှိတယ်လာမယ့်နှစ်ပတ်လောက်အတွင်းမှာကျွန်တော်တို့အချက်ပေးခါလောင်းမိမဲ့နေရာတော့ချက်လောက်ရှိတယ်ကြည့်ကြည့်ပါတကောင်းစစ်မျက်နှာလာမယ့်တစ်ပတ်နှစ်ပတ်အတွင်းမှာကိုထူးခြားလာလိမ့်မယ် ဒီဟာမန္တလေးတိုင်းမြောက်ပိုင်းကတကောင်းဒေသကိုစစ်ကြောင်းထိုးလာမလားလေကြောင်းကနေဆက်ပြီးတော့ပြစ်မလားအဲ့လိုမျိုးနောက်ခုရန်ကုန်မှာတော့လှုပ်ချိုရေးပါတီဆိုင်ဘုတ်ကိုညပိုင်းအရက်တောက်တဲ့နေရာနောက်မီနောက်ခံလိုမျိုးလှုပ်ထားတယ်အရက်ဝတ်လူမိုက်တွေနဲ့စောင့်နေရတယ်ရန်ကုန်မှာပဲအဲ့ဒီအရက်ဝတ်လူမိုက်တွေနဲ့လူငယ်တွေကိုလူတယောက်တသိလားမသိမျက်စိမှမပါတယ်စစ်သားစုဆောင်ပြီးတော့ပွဲစားလှုပ်တာကြားတယ်မို့လားအဲ့ဒီတည်းအဲ့ဒါတော့အာတတိထားလို့အသွားလာနေဆင်ချင်ဖို့လို့တယ် လူချေပြတဲ့နေရာတွေကိုတယောက်တည်းမသွားသင့်ဘူးအခုချိန်မှာအရေးကြီးတယ်စစ်သားစုဆောင်တဲ့ပွဲစားရန်တရားတွေခုပေါ်ပေါက်နေတာပေါ့အခုလည်းပါတီလှုပ်ချွေးစိုက်ပုတ်တွေနော်ညာဘက်မှာဘယ်သူလာပြည့်စီမံမသိတော့အရက်ဝတ်လူမိုက်တွေအရက်တောက်တဲ့နေရာဖြစ်နေတယ်ဒီတော့အဲ့ဒီအခြေအနေကနေပြီးတော့နော်ဘုံပေါက်ကွဲတာမျိုး ပြစ်ခတ်မှုတွေမျိုးအစင်တက်လာနိုင်တော့ဒါထူးခြားချက်ပဲဖြစ်လာချင်မှဖြစ်လာမှာ ဖြစ်လာဖို့ကတကောင်းစစ်မျက်နှာတော့မဖြစ်မနေစောင့်ကြည့်ရမှာတပိတ်ကျင်းတို့ဘက်ကိုနောက်တစ်ခုကတော့အုတ်ချုပ်ရေးအားပြိုင်မှု UNG ရဲ့အခုလိုမျိုးဂျာကာလာအုတ်ချုပ်ရေးအဖွဲ့တွေကမြေပြင်မှာဘလောက်ထိအမိတ်အာဏာတက်ရောက်မလဲဆိုတာအရေးတကြီးလို့အံ့နေတာသူတို့မှာကအခြေတအားနန်းနေပြီနောက်ပြီးတော့လက်တင်ရသတော်ခေါ်တော့အားလုံးရွေးချယ်တဲ့ပုံစံနဲ့မလောက်ရဘူးလက်တင်ရသတော်ခေါ်ထားတယ်လို့ဖြစ်ရင်အစားအနေပြန်လောက်ရမှာပဲနော် အဓိကအင်အားကြီးတဲ့ဟိုဟာအဓိကပါဝင်တက်ပါဝင်ထိုင်တဲ့လူတွေမပါရင်ဘာမှလုပ်လို့မရဘူး။နောက်ပြီးတော့လူထုကိုနားလည်အောင်ပြောပြထားဖို့လိုတယ်။အရေးကြီးတယ်နော်ဒီအုပ်ချုပ်ရေးအားပြိုင်မှုကကျွန်တော်တို့ကစေရေးရမတာနိုင်ဘူးဆိုရင်အဲ့ဒီအုပ်ချုပ်ရေးဖိုက်တာတခုပဲကျန်တယ်။ဘလောက်ပြပြင်းအောင်လုပ်နိုင်မလဲဆိုတဲ့ဒါမှအေးမြအအောင်လို့ပါလို့ပေါ့မှာပေါ့။ကြည့်ရတာကဒီလူဒီလူတွေပဲရှိတယ်နော်။သခိုင်းမှဆိုလဲဒီလူဒီလူပဲတွေ့ရတယ်။ပြီးတော့ရလောက်ပဲကြည့်ရမှာပါပဲ။အပြစ်ပြောတာတော့အပြစ်ပြောဖို့တော့စောပါသေးတယ်။ ရနောက်ဆုံးအနေနဲ့ချုပ်ရမယ်ဆိုရင်ကျွန်တော်တော်လိုက်အင်အားစုတွေနဲ့ပြည်သူလူထုကိုကျွန်တော်တိတိကျကျခိုင်ခိုင်မာမာမဖြစ်မနေလောက်ရမယ်အကြံပြုချက်တစ်ခုပေးခြင်းတယ်ဒါဟာ don't chase the decline beat the state လို့ခေါ်တယ်ခင်ဗျားတို့စဉ်းစားအရေးကိုမလိုက်နဲ့အစစ်အမှန်ကိုတည်ဆောက်ဖို့လိုတယ်နော်ဟိုနောက်မှာအရေးကြလို့မိုးကုတ်မိုးမိတ်ဒီနောက်မှာအရေးကြလို့လိုက်ကြည့်နေပြီးတော့အာရုံလိုက်မပြည့်ပါနဲ့အရေးကိုမလိုက်နဲ့အစ်စ်ကိုတိဆောက်ပါဆိုတော့သဘောတူလား သဘောတူရင် yes လို့ရေးပေးသဘောမတူရင် no လို့ရေးပေးဘာဖြစ်လို့ဆိုရင်ကျွန်တော်တို့မှာဘာတိဆောက်မှုမှမရှိဘူးအရေးကိုဟိုနားအရေးကြလို့ဟိုနားမောင်းမိုက်လို့ဟိုနားလူလူပြောများလို့ဟိုနားမှာအတန်ထွက်လို့အဲ့ကြည့်နေစရာမလိုဘူးကိုယ့်ဟာတော့ကိုအစစ်အမှန်ကိုတိဆောက်ဖို့လိုတယ်ဘေးတဲ့ state လို့ state ဘေးလေးကိုတိဆောက်ဖို့လိုတယ်အဲ့ဒါအရေးကြီးဆုံးပဲကျွန်တော်တို့ရဲ့ခိုင်မာမှုက state ဘေးလေးမှာပဲတည်တာ ဆိုလိုချင်တာကစစ်ကောက်စီရွေးကောက်ပွဲဆိုတဲ့နိုင်ငံရေးမျက်လက်ပြပွဲတွေကိုဘာဖြစ်တဲ့ညာဖြစ်တဲ့တည်င်းတွေမှာတော့ရေးမှာပဲဒါကိုလိုက်ပြီးတော့တုတ်ပြန်နေမဲ့အစားနော်ဗမာဆိုတဲ့ဗမာ EO ဒေသတွေတိတ်ပြောစရာမရှိဘူးစကိုင်းတို့မန္တလေးတို့မှာပေါ်လာတဲ့အဲ့ဒီပြည်သူအုပ်ချုပ်ရန်တရား PPP ပြင်တဲ့ခိုက်ခိုက်မာမာဖြစ်အောင်လုပ်ဖို့လုပ်တယ်စစ်တိုက်လို့နိုင်တာနေမျိုးရတာအုပ်ချုပ်ရေးကောင်းမှခင်ဗျားတို့နိုင်ငံရောက်ရတယ်လို့ပြောလို့ရတယ် စစ်ကောက်စီကနိုင်ငံထွက်ပေါက်မဲပုံနဲ့ထွက်ပေါက်ရှာဖို့ကြိုးစားနေလိုင်းပေါ်မှာပြလူပြန်တဲ့တည်င်းနေတဲ့ပြောဆိုနေတဲ့အချိန်မှာအဲ့ဒီအုတ်ချုပ်ရေးပြည်သူအားကိုရလောက်တဲ့အခြေအနေမျိုးဖြစ်အောင်ခင်ဗျားတို့တရားဝင်မှုကိုဖော်ရမှာနော်မရှိတော့ဘူးစစ်ကောက်စီရဲ့တရားဝင်မှုလည်းအဲ့ဒီအုတ်ချုပ်ရေးပေါ်လာတဲ့အားပြိုင်မှုကနေနောက်မှလိုက်လို့တာနော်အဲ့ဒါနောက်မှလိုက်လို့ရတယ်ခြေတလန်းအမြဲနောက်ကျနေတယ်သူတို့ရဲ့တရားဝင်မှုအပြစ်တိုင်ဖြတ်သိမ်းဖို့ဒါပဲရှိတယ်နော်မိုးကုတ်ကိုသူတို့ဝင်ချင်းဝင်ပါစေဒါဟာ မြင်တဲ့အတိုင်းပဲလေတရုတ်ကပေးတဲ့ခဏတာပမေးလောက်ပဲလေနော်မတက်တာလို့တာပဲအချိန်နေရပေးဝင်လိုက်ရတဲ့အချိန်နေမှာကျွန်တော်တို့ဟာလိုက်ပြီးတော့သွေးခွဲစီမဲ့အကြောင်းအရာတွေလိုက်ပြောနေလို့မရဘူး TNA ကိုအိတ်ဖွင့်ပေးစားပေးလို့လည်းဘာမှထူးလာမှာမဟုတ်ဘူးနော်အာ decision maker တွေထိတ်တိုက်ဆွေးနွေးမှပြီးတဲ့ကိစ္စတွေပြည်သူတွေရဲ့စိတ်ထဲမှာ စစ်တပ်နေရာမရှိဘူးစစ်တပ်အတွက်ဘာမှနေရာမရှိဘူးတိန်နယ်ပြောင်းသွားကထွက်တဲ့အာဏာဘယ်တော့မှကြာရှည်မခံဘူးဆိုတာကိုယုံကြည်မှုထားမှသာပဲတကယ်ကိုအောင်မြင်မှာအဲ့ဒါကအခုချိန်နေမှာတော်တော်လေးအားနည်းနေပြီအောင်မြင်အောင်ဘယ်လိုလုပ်ရမလဲဆိုမင်းရင်ကျွန်တော်ပြောခဲ့တဲ့နေ့တိုင်းနေ့တိုင်းအချက်တွေနောက်ကွယ်မှာဘာလုပ်ရမလဲဆိုတဲ့အချက်ပါတယ်အခုလည်းပဲအရေးတွေနော်မူကောအရေးတို့ဟိုနောက်အတန်ကျဲလို့ဟိုနောက်မဲဘောလို့လိုက်မနေနဲ့ဟိုဘက်တော့ကိုခိုင်းမှာအဘလော့တိဆောက်ထားနိုင်လဲရလက်ကိုကြည့်အဲ့ဒါကိုလုပ်ရမှာ ပြီးတော့ချက်ပြီးတော့ပြောရမယ်ဆိုရင်ဒီနေ့ကျွန်တော်ကျွန်တော်ပြောခဲ့တဲ့နေ့စဉ်အာဖောက်ထင်းပြီးတုတ်တက်ချက်ပေါ့ဗျာเนาะကြိုက်နေတဲ့ဆိုရင်လည်း like လေးပါလေးကျွန်တော်ရေးပေးခဲ့အောင် like ပေးခဲ့အောင်ပေါ့ဗျာအာကျွန်တော်ပြောတဲ့ပုံမှာထောက်ခိုင်းရင်လည်း comment ရေးပေါ့ထောက်ခိုင်းရင်လည်းဘာကြောက်လဲဆိုတော့ရေးပေးခဲ့ဘာလို့ဆိုရင်နေ့စဉ်တည်င်းလေးကြားထဲမှာကျွန်တော်တို့အမြင်အာရုံရှင်းရှင်းလင်းလင်းဘာလုပ်ရမလဲဆိုတော့ဆက်ပြီးတူးဆွနေဖို့လိုတယ်